ကဲပါအားလုံးမင်္ဂလာပါဗျာကျွန်တော်တို့ဒီနေ့အဲလုပ်တဲ့ပွဲလေးကတော့ကျွန်တော်ရင်းဆိုတဲ့ CV ကိုလည်းကျွန်တော်တို့ကတဝေးပေးတဲ့နေဖြစ်ပါတယ်ဆိုတော့မြို့လေးရဲ့ channel ပြောင်းအောင်အ channel ကတော့ကျွန်တော်တို့လောလောဆယ်ကျွန်တော်တို့က ညှိနေတော့မှရှိသေးတယ်ဟို fortunate တော့ကျွန်တော်တို့စကားပြောနေတာရှိပါတယ်အဲကျန်တာကတော့ဟိုကျန်တဲ့ကိစ္စတွေကညှိနေတော့မှဟုတ်ဟုတ်ဟုတ်ကဲတော့မင်းရပါဘူးဟုတ်ကဲ့ဆိုတော့ကဲဟိုဒီကားထဲမှာကတော့ wish you the right ride ပါနော် wish you the right ride လို့ပေါ်မှာနေအောင်ပေါ်မှာနေအောင်အဲ့လိုဆက်နေရတယ်နော်တော့အဲဒူရဲဟုတ်ဒိုင်မန်ထုတ်ဆိုတဲ့မြေအဆုံးပြင်းနေ ဲ့လိုပဲဖြစ်နေရအောင်အဆုံဖြစ်နေရအောင်ကာရတာအဆုံပဲဟုတ်အဲဆရာဘယ်တပိုင်းရပါလဲအဲကျွန်တော်တို့ဒီဇလန်တွေက12ပိုင်းဖြစ်ပါတယ်ဒီရင်းရုတ်တန်စီရီကအဲဒီစီဒီစီရီကိုကျွန်တော်တို့ဒီမနေ့ပြန်စပြီးတော့ရိုက်မှာဖြစ်ပါတယ်အာညီလေးမင်းဖုံးမြတ်ရဲ့ညီလေးမင်းတုံဝင်ရဲ့ပြီးတော့ကျော်စင်မင်းမြတ်တို့ပြီးလို့ရှိရင်နောက်ဒီမိုကွန်းသစ်တို့ကိုကျော်စင်ထွက်တို့ပြီးတော့တခြားဒီစုတက်ထက်ကျော်ပြီးလို့ရှိရင်နောက်အော့အော့ပြီးလို့ရှိရင်မေခွန်အားဂျန်တဲ့ဒီ တေးဆောင်လေးတွေမော်ဒယ်တေးဆောင်လေးအများကြီးပါပါတယ်အဲ့တော့ဇလန်တို့ထုံးစံတိုင်းဘယ်လိုဖော်မြူလာနဲ့လာမလဲအဓိကတော့ဒီကားကတော့ကျွန်တော်တို့ suspend ဇလန်ပုံစံက suspend လုပ်ထားပါတယ်ဒီထဲမှာကျတော့ဒီမနမတိုင်ရုံစင်းတွေရှိမယ်ပြီးလို့ရှိရင်တော့ဒီဟိုဘောနောဟိုကောင်လေးကနေပြီးတော့ ဟိုတခြားကောင်မလေးကိုသဘောကျတယ်ဒါပေမဲ့အဖြေခံလေးပေါ့အဲ့လိုမျိုးဇာလန်လေးတွေပြီးလို့ရှိရင်နောက်ဒီလူငယ်ချင်းဒီလူငယ်ကာရက်တာတွေပေါ့နော်လူငယ်ချင်းချင်းကနေပြီးတော့တရားတရားလေးပေါ့ဟိုအနိုင်ကြလို့ဇော်နေနေပြီးတော့အဲ့လိုမျိုးတိုက်ခိုက်ကြရင်လည်းအဲ့လိုအမားတွေကျူးလွန်ကြတာလေပြောဒီဟာဝင်ပြီးတော့ကျွန်တော်နေ့တပုတ်လုပ်ထားတာပေါ့အဲ့ဒီဒီမှာမှအဲတခုချင်းတခုချင်းကျွန်တော်တို့ဟိုဇာလန်အစမှဆိုလို့ရှိရင်ကျွန်တော်တို့စတာတာကတော့ပါဆိုလူတခိုးတယောက်ကနေပြီးတော့အဲဒီအိတ်တွေကိုဝင်ခိုးတဲ့အချိန်မှာ အဲ့ဒီတခိုးကအဲ့ဒီအိမ်လေးမှာမှလူတည်ရအောင်တွေတွေ့တာအဲ့ဒီကနေဇာတ်လမ်းကျွန်တော်စတာဖြစ်ပါတယ်အဲ့တော့အကြောင်းမုန်းကုန်ပြောင်းတဲ့အဲအတိကတော့ကျွန်တော်အထင်ထင်မှတော့တယ်ထင်ရတော့ပြဇက်ဖက်ပထောက်ကဇက်ဖက်တာတော့ဟုတ်တယ်ဆက်နေဇက်ဖက်ထားလို့ဟိုဒီဇက်ရကဘုရားလဲလိုက်မှန်တယ်ဘုရားအဲ့လည်းလက်ပြရတယ်ဒီကနေ့တော့ဒီမင်းတို့မင်းရဲ့ ပါဘူးသူရင်းယူရတာဟုတ်ကဲ့အဲအဆုံးရှော့လို့နေတာသူတို့ပဲဟိုကျွန်တော်ကမလုပ်ဘူးတဲ့ character ပဲရှေ့မှာ short film လောက်တော့စုံတိုက်ခဲ့ပြီဒီ character ကိုလေဒါအပြင်မှာနေထိုင်မှုနဲ့တော်တော်ကွာတယ်ဆရာတို့လည်းသိတဲ့အတိုင်းကျွန်တော်လည်းပြေပြေပွားပွားနေတတ်တယ်ကြည့်တော့ဒါအေးသလိုနဲ့မအေးတာမအေးဘူးပေါ့နော်အဲ့ဒီ character လေးဆိုတော့ကျွန်တော်တို့ challenge ဖြစ်တယ်ပြီးတော့ opponent လည်းစုံနေမြို့မြတ်တို့နဲ့လည်းရှေ့မှာ ဒီနီးထားတဲ့လူတွေဆိုတော့ဒါကိုယ်လူတွေနဲ့ပဲဆိုတော့ကျွန်တော်လက်ခံပြတာပါပြီးတော့ဇလန်းလေးလည်းတော်တော်သဘောကျတယ်အာဇလန်းเนี่ยအပြင်မှာလည်းတကယ်ဖြစ်လေဖြစ်တာရှိရအခုလည်းလက်ရှိမှာဖြစ်ကြတယ်မင်းကလေးတွေပျောက်ကြတယ်ဆိုတော့ဒိုင်းတာလေးတွေဆိုတော့လေဟုတ်ကဲ့ဟုတ်အဲ့ဒါလည်းဖြစ်တော့လက်ခံပြတာအဲ့တော့ဘယ်လိုပြီးကျွန်တော်ဒီရှိမှာဒီတည်အခုရိုက်တဲ့ series လေးတွေအဲကျွန်တော်တွေ့တွေ့ရပြီးတော့ပြီးတော့အခုဆက်တွေ့လာတဲ့အချိန်မှာလည်း ဲ့ကလေးပြရတဲ့ချက်မှာလည်းအူရန်နဲ့ပေါ်ကြတယ်ကျွန်တော်ကတော့အရှင်းပြောရတော့ဒီညီကိုရင်းနဲ့ရိုက်ဖို့တော့တော်တော်သိလို့ကြားပါတယ်။ဘာလို့တော့ဟိုတရားတရားဒီဒီလူတွေစုဖို့ဆိုတာဇာကရကားတွေစုဖို့ဆိုတာမလွယ်ဘူးလေ။အဲဒီခါကျတော့ဘာလို့တော့ဒီညီလေးမေဖုံးမြတ်ရဲ့ညီလေးမေတုံဝင်ရဲ့ပြီးကျန်တဲ့တေယောဆောင်တွေအကုန်လုံးကိုဒီဇာကားတွေစုပြီးတော့ပါတာကတော့အရှင်းပြောရင်ဟိုအားသာချက်တစ်ခုပါပဲ။ဒါလို့ရှိရင်တော့ဒီဇာကားရဲ့ ဟိုထူးခြားချက်ကဘာလဲဆိုတော့ကျွန်တော်တို့ဟိုဇက်ကိုကျွန်တော်ကစားရိုက်မယ်ဆိုလို့ရှိရင်ဇလန်းတစ်ခုစဉ်းစားကြရအောင်ကျွန်တော်တို့ကဇလန်းဆန်းတဲ့ဟာတွေပဲကျွန်တော်စဉ်းစားတယ်။ဟိုတမယိုးကြတော်တဲ့ဟာမျိုးကိုကျွန်တော်အသိပုံဖြစ်ဘူး။နည်းနည်း twist လေးတွေတော်တာမျိုးတွေပြီးလို့ရှိရင်တော့ပြိတက်ကိုနေပြီးတော့နည်းနည်းဟိုခြံထားတာမျိုးတွေအားလိုက်မျိုးတွေကိုကျွန်တော်ကြိုက်တယ်။အားကြောင့်ဒီဇက်ကိုစားရေးကြရအောင်ကျွန်တော်တို့ကဟိုဒီလို suspend ပြီးလို့ရှိရင်တော့ဒီဒီမောင်နှမမေတ္တာပွေးတယ်ဒါမျိုးတွေကိုကျွန်တော်ဖန်တီးမှဇက်ကောင်တွေတခြားရွေးတဲ့ခါကျမှအာညီလေးမင်းဖုံးမြတ်ကဒီကာရတာလိုက်တယ်ပြီးတော့ညီလေးမင်းတုံဝင်ကဒီကာရတာလိုက်တယ်ဆိုတဲ့ခါမျိုးနဲ့ကျွန်တော်တို့အဲ့လိုမျိုးဟိုကာရတာချပြီးတော့ကျွန်တော်တို့ဒါဆက်သွယ်ပြတာပေါ့ဒါပွဲဆိုတော့မလုပ်ရဘူးအဓိကတော့ဘာဆိုတော့ကျွန်တော်တို့ဟိုပုံစံတစ်မျိုးတော့ကျွန်တော်ထွက်လာပါပါပဲအဓိကတော့ ဒါဆိုမတူတဲ့ဟာပေါ့ရှေ့မှာကျွန်တော်ရိုက်တဲ့ကားလေဆိုလို့ရှိရင်မရနာဝတ်တဲ့မုံချင်းသာဆိုလို့ရှိရင်လည်းအာပုံမှန်ရိုက်နေကြဇက်တွေတွေကနေကျွန်တော်ဖွင့်ထားတယ်အာပြီးလို့ရှိရင်နောက်ဒီလာတော်လာချေပလာလာတော်လာချေပလာဆိုလို့ရှိရင်လည်းဒါ musical romance drama အာပြီးရင်နောက်ဒီကြားမှာလည်းကျွန်တော်တို့ဒီဟိုရှေ့မှာဆိုကျွန်တော်ဗာရိုက်တာဆိုဒီစကားရှေ့မှာရိုက်ထားတာလာတော်လာချေပလာပြီးလို့ရှိရင်ကျွန်တော်တို့ကအငွေသက်ဆိုတဲ့စီးရီးရိုက်တယ်ပြီးလို့ရှိရင်နောက်ကတ်တိကက်ဖေးရော်ဆိုတော့ကျွန်တော်ဒီကိုနိုင်ကြီးတို့နဲ့အာဟာသစ်ဆောင်ရဲ့အဆောင်ပဲ အဲ့လိုမျိုးအဲ့ဒီ series တကူရိုက်ထားတာရှိပါတယ်ပြီးလို့ရှိရင်နောက်ကျော်စုနဲ့အဲရိုက်ထားတဲ့ series ရှိတယ်အဲ့ဒါအဲ့ဒီ Z တဲ့အကောင်လုံးတွေကျွန်တော်တို့ဒဇန်နဲ့ဆက်မတူတဲ့ရသမျိုးတွေကျွန်တော်ပေးနိုင်အောင်ကျွန်တော်စူးစမ်းနေပါတယ်အခုဒီဇက်လေဆိုလို့ရှိရင်လည်းပုံစံတစ်မျိုးနဲ့ကျွန်တော်ထွက်လာမှာဖြစ်ပါတယ်ဒါဒီဇက်ကိုပြောပြရှင်ပါโอเคအဲဒီအခုကျွန်တော်တို့ဒီရင်းဇက်ကတွေပါလားဇက်တွေကိုအားလုံးကိုကြက်ကမှာစတင်ရေးပြီးတော့ဖြစ်တယ်ဆိုတော့ဟိုဒီကလေးတစ်ခုပြောလိုက်ပါမယ်ညာဟိုဟဲ့ဟိုကျွန်တော် live project ပါ အဲ့ဒါကျွန်တော်တို့ဒီစက်ချေရအောင်ပေါ့တဲ့အဲ့ဒါတော့ကျွန်တော်တို့ဟိုတိုင်ပင်ဆွဲနေတဲ့နေရာမှာအဲ့ဒါလေးကဟိုပြမယ့်အချိန်ကတော့ဒီချက်တော့တည်ရတော့ဒီအဲဒီကျွန်တော် online မှာတော့အချိန်ညာတဲ့ပုံစံမျိုးရှိပါတယ်ဆက်ဒီလိုတွေ့လို့ Okay အော်ကျွန်တော်တို့ဒါဟိုအားလုံးရဲ့ဖန်တီးမှုတွေကိုစောင့်ကြည့်ပေးပါလို့ပြောချင်ပါတယ်ကျွန်တော်တို့အဲတေချာဘောက်ကတော့အပြိတ္တတွေကြိုက်မဲ့အနုပညာဖန်တီးမှုတစ်ခုတော့ဖြစ်မှာပါကိုယ်ကိုလည်းယုံကြည်ပါတယ်ပြိတ္တတွေဒီအညီကိုတွေ ကုန်လုံးပေါင်းလိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟိုဘောနော်ဒီမထင်မှတ်ထားတာလေးတခုထွက်လာပါပါဇလန်းလေးပုံစံတစ်မျိုးပေါ့ Thank you ပါကျေးဇူးတင်ပါတယ် ော့ကျွန်တော်တို့ဒီရင်းကားပေါ့နော်စပင်စီစဉ်ဖြစ်တာတော့အဓိကတော့ကျွန်တော်တို့ဒီလက်ရှိဟိုတခြား series တွေနဲ့မတူအောင်လို့ပေါ့နော်အဓိကကကျွန်တော်တို့ဒီ suspense family drama ဆိုတဲ့ပုံစံမျိုးလေးကျွန်တော်တို့ရိုက်ကူးတဲ့ season တော်ကိုရိုက်ကူးတာကိုကျွန်တော်တို့စီစဉ်တယ်ပြီးတော့အပြင်မှာလည်းလက်ရှိဖြစ်နေတဲ့ဟို culture ပေါ့နော် night life နဲ့ culture နဲ့ပတ်သက်တဲ့ဟာမျိုးလေးကိုကျွန်တော်တို့ကပေါင်းပြီးတော့မှဒါပရိသတ်ကိုချပြခြင်းနဲ့ရွေးချယ်တဲ့ season ဖြစ်တာပါအဲ့တော့ night dance နဲ့ casting ကိုလူရွေးချယ် ဒါရိုက်တာနဲ့ကန်ဆယ်ဘယ်လိုရွေးချယ်တဲ့ခါကျတော့ကျွန်တော်တို့ကတော့အတက်နိုင်ဆုံးကတော့အဲကျွန်တော်တို့ကိုကြီးရဲ့ဒါရိုက်တာဖြစ်တဲ့ကိုကြီးရဲ့ကျွန်တော်ရဲ့ပေါ့နော်အဓိကဦးစားပေးပြီးကျွန်တော်ရွေးချယ်ပြည်တယ်အဲတခြားသောဒီဇန်ညိုဆရာတွေနဲ့လည်းပါမီတိုင်နေပြီးပါတယ်ပေါ့ကန်ဆယ်နေရအကစင်တွေကတော့အဓိကတော့မင်းဖုံးမြတ်ပါမယ်အဲကွန်မင်းတော်ဝင်ပါမယ်အဲကျွန်တော်ပါမယ်ပေါ့နော်တခြားရွှေကျောညမာလေးအောင်မြတ်ခင်တို့ပါမယ်မင်းသမီးကတော့ဆွတ်တက်တက်ကြောပေါ့နော်အဲ့တော့အဆောက်မင်းတို့ဝင်နေမင်းဖုံးပြန်တဲ့ကအဓိကပေါ့အဲ့တော့ကျန်တဲ့အဲ့တစ်တွေဘာကြောင့်ဖြစ်နေအဓိကကတော့ကျွန်တော်တို့ကပေါ့နော်အဲဒီ အဲမင်းသားထဲမှာလည်းကျွန်တော်တို့ခုနပြောလို့ပေါ့အဲအပြိုင်ပေါ့နော်အပြိုင်ပုံစံမျိုးလေးဖြစ်တယ်အဲဒီဘက်မှာလည်းကျွန်တော်တို့ဒီမင်းသမီးကိုတစ်ဖက်ကအဲကြိုက်တဲ့ကျွန်တော်မင်းသမီးကိုကြိုက်တဲ့ဒီဘက်ကမင်းသမီးရဲ့ရည်စားပါမယ်တစ်ဖက်ကလည်းအပြိုင်ပေါ့နော်သူ့ရဲ့ဒီမင်းသမီးကဒီဘက်မှာသူကအကောင်မလေးကအဲရည်စားအဲကောင်မလေးကရည်စားရှုပ်တဲ့ပုံစံမျိုးလေးပေါ့အဲ့ဒါလေးကိုကျွန်တော်တို့ကအဓိကသွားပြီးတော့အဲအဲ့ဒါမှာစပြီးတော့ကျွန်တော်ဇလန်းတက်ပြီးတော့မှတစ်ဖြည်းဖြည်းနဲ့ကျွန်တော်ခေါ်သွားတာပေါ့အဲ့တော့ page နဲ့ message ကပါလို့ အဓိကတော့ current ပေးချင်တာတော့အဓိကတော့ကျွန်တော်တို့ဒီလက်ရှိဖြစ်နေတဲ့အဲ night light ထဲမှာအဲတချို့အရာလေးတွေရပါတော့เนาะအဲကျွန်တော်တို့ကအဲတင်ယူစရာရှိတာလေးတွေတင်ယူပေးမယ်အတိုင်းပဲတချို့ကတော့တချို့အရာလေးတွေဟိုဟိုပေါ့ဟိုဘယ်လိုပြောရမလဲဟောပေါ့အဲ night light မှာပေါ့เนาะအရင်ဟိုကျွန်တော်တို့အပျော်ပါပျော်တာလည်းပျော်ပါတော့ဒါပေမဲ့ပျော်တာအရင်များရတဲ့ခါကျရင်အပြစ်ဖြစ်တတ်တဲ့ဟာလေးကိုကျွန်တော်တို့အဓိကချပြချင်တာပေါ့ဟုတ်အဲ့တော့ဒီကတော့ budget တွေတော့အဲဒီကတော့ကျွန်တော်တို့ကအမှန်တမ်းပြောရင်တော့အဲသင်ငန်းစာလည်းပေးတယ် အဲဒီဇလန်ကသင်္ကန်းစာလည်းရမယ်ဇလန်မျိုးဖြစ်တယ်အဲတပတ်မှာလည်းကျွန်တော်ခုနပြောတဲ့ပေါ့နော်အဲဒီဟိုအချစ်ပေါ့နော်အချစ်နဲ့ပတ်သက်တဲ့ဟာလေးတွေလည်းကျွန်တော်တို့က family drama မျိုးလေးကိုလည်းကျွန်တော်တို့ထပ်ထည့်ထားပါတယ်ဟုတ်အဓိကတော့ပညာပေးချင်တာပါဟုတ်အဲ့တော့ဇလန်တွေကိုကိုးစားနိုင်ကိုးစီအောင်မလုပ်ဘူးကျွန်တော်တို့ကတော့ပုံမှန်အတိုင်းပဲပေါ့ကျွန်တော်တို့ဒီလက်ရှိဟာကိုပဲကျွန်တော်တို့ကတော့ show လုပ်မယ် trailer လေးနဲ့ပဲကျွန်တော်တို့ပါကြပါမယ်ရိုးရိုးပါပဲဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အရင်တွေ့ကြုံနေတဲ့ဟုတ်ကဲ့ အရင်တွေ့ကြတော့ကျွန်တော်တို့အရှိမကျွန်တော်စိန်မက်တစ္ဆာဆိုတဲ့ဇကားထဲမှာတော့ကျွန်တော်ကာရီတာတစ်ခုရိုက်ပြီးတော့ဟိုပါဖြစ်ထားတယ်ပေါ့နော်ယူပြီးရိုက်ထားတယ်။ဒါတက်ရှိကျွန်တော်ရဲ့ပွဲဥတဲ့ဟိုပါဖြစ်ပါဦးနော်။ဆိုတော့အတွေ့အကြုံတွေလည်းအများကြီးတည်ယူထားတယ်ပေါ့နော်။ဟုတ်ဆိုတော့အဓိကတော့အဲကျွန်တော်ရဲ့ဒီဟိုပါပေါ့အမျိုးတစ်ယောက်ကလည်း production လုပ်တာပါ။အဲသူရဲ့အဲအမှန်တော့သူကတော့ဟိုပါပေါ့ခုနပြောလို့ပေါ့သူလုပ်တယ်။ဒါပေမဲ့ကျွန်တော်တော့ကျွန်တော်ကကျွန်တော်ကတော့အဲဒီလိုမျိုးလေးလုပ်ထားတယ်။ဆိုတော့အများကြီးလည်းဟိုပါဖြစ်ထားပါတယ်လေ့လာထားပါတယ်တက်နိုင်တဲ့လောက်လည်းကြိုးစားထားပါတယ်။ဆိုတော့ page တွေမှာ message တွေ အဲဒီကားလေးထွက်လာရင်အားပေးကြပါကျွန်တော်တို့ကကျွန်တော်တို့ဒီလက်ရှိဒီကားကအဲအပြင်မှာကျွန်တော်တို့ဖြစ်နေတဲ့လောကတဘာဝပေါ့နော်ဒီဟာကိုကျွန်တော်အနည်းဆက်ဆုံးအဲပုံဖော်ပြီးတော့ရိုက်ပို့ထားတာပါအဲဒီကြောင့်မလို့ကျွန်တော်တို့အဲအကောင်းဆုံးဖြစ်မယ်လို့လည်းပြောလဲပါတယ်ကျွန်တော်တို့လည်းအားပေးပါဟုတ်ကဲ့ကျွန်တော်လည်းအားပေးကြပါအောင်ခင်ဗျာဟုတ်ကဲ့စပူမင်းအန်တာတိန်မန့်ကိုလည်းအားပေးကြပါအောင်ခင်ဗျာမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နာမည်က ုပဲဖြစ်ပါတယ်အဲကျွန်တော်ကအခုဒီရှင်ဆိုတဲ့ဒါ series မှာဆိုလို့ရှိရင်ကျွန်တော်ကကြော်မင်းထွန်းဆိုတဲ့နေရာလေးကိုပေါင်းထားပါတယ်ခင်ဗျဟုတ်ကဲ့ပါမင်္ဂလာပါကျွန်တော်ကတော့လင်းမြက်ဖြစ်ပါတယ်အဲဒီကားမှာဆိုရင်ကျွန်တော်အောင်ထက်ဆိုတဲ့နေရာကနေပတ်ဝန်းထားပါတယ်ခင်ဗျဟုတ်ဟုတ်မင်္ဂလာပါကျွန်တော်နာမည်ကတော့ထွမြတ်ပိုင်ပါဒီရင်းဆိုတဲ့ဇာတ်ကားမှာကတော့ကြော်နိုင်ဆိုတဲ့နေရာနဲ့ပါဝင်လာပါတယ်ခင်ဗျာ လက်ရှိလိုချင်ပါရည်တဲ့အတွက်ပြောရအောင်ဟုတ်ကဲ့အခုလက်ရှိမှာဆိုလို့ရှိရင်တော့ကျွန်တော်ကဒါတလောပါပေါ့နော်ရှင်းလာပဲကျွန်တော်ဒီအတ္တဆူဆိုတဲ့ရုပ်ရှင်ဇာတ်ကားရခု PC သွားပြီးတော့ပြီးတော့ပြပြီးသွားပြီပြပြီးသွားတဲ့ခါမှာဆိုလို့ရှိရင်အခုနောက်ထပ် CV တစ်ခုတက်ပြီးတော့အဲ့ဒါကတော့ အဲအောင်မြင်တယ်လို့ပြောရမှာပေါ့နော်ဒါပြည်သက်တွေရဲ့အထိုက်အလျောက်အားပေးမှုရခဲ့တယ်ဒီအတ္တဆိုရွေးချယ်ဇာတ်မှာပေါ့နော်ဒါချင်းနိုင်ဆိုတဲ့ဇာတ်ကောင်တစ်ခုအနေနဲ့ပြည်သက်တွေရဲ့အားပေးမှုကိုကျွန်တော်အထိုက်အလျောက်ရခဲ့ပါတယ်အဲ့ဒါလည်းဝမ်းသာပါတယ်အခုနောက်ထပ်ဒါနောက်ထပ်ခြေလန်းတစ်ခုအနေနဲ့ရှင်းဆိုတဲ့ဇာတ်မှာလည်းထပ်ပြီးတော့ပါဝင်ထားပါတယ်နောက်ပြီးတော့ကျွန်တော်နောက်ထပ်ပါဝင်ထားတဲ့ဒါအရှိ့ကိုရှောက်ပါလို့ဆိုရွေးချယ်ဇာတ်ကောင်ကိုလည်းကြာအကြံဉာဏ်ထွက်ပို့လည်းပြောနေပါတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်အနေနဲ့ကတော့ဒီအရှိ့မှာပေါ့နော် အရှိ့ကိုလျှောက်ပါလို့ဆိုတဲ့ series လေးမှာပါဝင်ထားတယ်အဲ့ဒါလေးကလည်းမကြခင်ထွက်တော့မှဆိုတော့အဲ့တော့ဒီညနေပဲကျွန်တော် promo လုပ်ချင်ပါတယ်ပြီးတော့ကျွန်တော်အခုစကားလေးမှာလည်းဒီ character တစ်ခုအနေနဲ့ပါဝင်ထားပါတယ်နောက်တဲ့ကျွန်တော်ရိုက်မဲ့ဇလန်းလေးလည်းရှိပါသေးရဲ့ခင်ဗျအခုလက်ခံထားတာလေးလည်းရှိပါသေးရဲ့ခင်ဗျကျွန်တော်အားပေးပါလို့ဟုတ်ကျွန်တော်ကတော့ဟိုလက်ရှိမှာရိုက်ပြီးသားတာကတော့အမွေနဲ့မျက်နှာဖုံးဆိုတဲ့ဇလန်းတွဲနှစ်ကားရိုက်ထားပါတယ်ပြီးတော့နောက်တဲ့နှလုံးသားသုံးကန့်နဲ့မြဆိုတဲ့ဇလန်းတွဲနှစ်ခုလည်းအဲထွက်ဖို့ရှိပါသေးတယ်ပေါ့နော်ရိုက်ပြီးသွားပါပြီထွက်ဖို့ရှိပါသေးတယ် အဲအဲ့ဒါတွေထွက်လာလို့ရှိရင်လည်းအားပေးကြပါအောင် ပြီးတော့အခုလည်းဒီရင်းဇလန်းတွေမှာလည်းအကောင်းဆုံးဖြစ်အောင်ကျွန်တော်ကြိုးစားပါပါမယ်အဲဒီကိစ္စကလည်းကိုယ်ကကလည်းအဲဒီခါမှာဆိုကျွန်တော်တို့အတိပေါ့နော်စီစဉ်နေတူပါတော့နော်ကိုပေါ့နော်ဟိုပါပဲကျွန်တော်တို့ကန်လာဖြစ်ပါတယ်နော်အဲနောက်ပြီးတော့လေကျွန်တော်ဒီထဲမှာပါဝင်နေတဲ့ဒါကွန်မြူတော်ဝင်တို့ဒါသူတို့ရေဆိုတာလေကျွန်တော်တို့ ਨੇ တီဗီတလူတွေဒီထဲမှာကားလိုင်းစုံနေကျွန်တော်တို့ကစုံစုံဖြစ်တဲ့အတွက်ကြောင့်လေဒါကျွန်တော်တို့ဒါလက်ခံဖြစ်သွားတာပေါ့အဲ့တည်းလေဝမ်းသာဝိုင်းတငယ်ချင်းတွေလက်ဆောင်ရတာပေါ့နော်နောက်လဲစုံဝင်နောက်လဲစုံရမယ်ဒါပြီးနေတော့ဗမ်းမစိတ်ပြီးနေ โอเคအရင်ကတော့ကျွန်တော်တို့ပေးချင်တဲ့ message ကတော့ဒါကိုပြုတဲ့ကံကကိုရှိပြန်လာတယ်လို့ပဲဒါတက်ဖက်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒါကိုကဘယ်လိုပဲမကောင်းမှုတွေလုပ်ခဲလုပ်ခဲဒါတစ်ချိန်ချိန်မှာဒါကိုရှိကိုကိုရဲ့မကောင်းမှုတွေရဲ့ဒါတက်ပြန်လာမယ်ဆိုတော့အဲ့တက်ရောက်မှုတွေကပြန်လာမယ်ဆိုတဲ့အကြောင်းကိုဒါကောင်းကောင်းကြီး ဒါ message ကိုပေးတာဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့ဂျားထဲမှာကျွန်တော် press ဒီနော်ဒီဆုံဆုံလင်လင်နဲ့ဂျားထဲမှာအတားအဆီးဆုံလင်နဲ့ဒါ message ပေးတာဖြစ်ပါတယ်ကျွန်တော်တော့တိတ်ပြောလို့မရအောင် spoiler မိပါဘူး။အဲ့လိုလေးပဲပြောလို့။ဟုတ်။ဒါပေမဲ့ဒီစကားလေးကတော်တော်စိတ်ဝင်စားလို့ကောင်းပါလေ။စိတ်ဝင်စားပါဘူး။စမ်းတယ်ပေါ့နော်။အခုခေတ်နဲ့အမီပေါ့။အခုခေတ်နဲ့အမီရိုက်ထားတာ။အခုခေတ်မှာဖြစ်နေတဲ့ဖြစ်ပျက်တွေပြီးရင်အခုခေတ်ရဲ့အမောင်ဘက်ချမ်းတွေလူကုန်းတွေပါလေပြောလိုက်။အင်းအဲ့လိုမျိုးအဲ့လိုမျိုးလူကုန်းကူးတွေပြီးကြားခံနေပါတော့ဘာလို့ပါလဲပေါ့။အဲ့နောက်ပြီးတော့ဒီထဲမှာဆိုလို့ရှိရင်လေဒီကျွန်တော်တို့ အဲ့လိုမျိုးအစ်စ်လေးအပြင်ကိုမှဒါကျွန်တော်ဝိုင်းသရုပ်ဆောင်ရင်းလည်းပါတယ်ကျွန်တော်တို့ကဒါတွန်းတင်ပြီးတဲ့သဘောမျိုးလေးပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့ဒီကြားထဲမှာကျွန်တော်တို့လည်းအကောင်းဆုံးစူးစမ်းသွားပါမယ်လို့လည်းကျွန်တော်ဝိတက်တွေကိုဖွင့်ရေးရတဲ့ပုံမှာအကောင်းဆုံးလှုပ်ဆောင်စူးစမ်းသွားပါမယ်လို့ကျွန်တော်ဟုတ်အပိပအောင်လို့ပြည့်တက်တယ်နော်ဟုတ်ဟုတ်ကျေးဇူးပါကျေးဇူးပါပြည့်တက်ကျေးဇူးပါ